စာဒီခါနားဆင်သူတော်ရရှင်များမင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံတွင်နေထိုင်ဖို့လိုအပ်တဲ့အကြောင်းအရာတွေကိုသိစေဖို့အကူအညီတစ်ခုဖြစ်အောင်ပြောပြပေးတဲ့ထိုင်းနိုင်ငံမှာဘောအစိပ်ပိုင်းများ Siri Podcast မှာကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ကတော့ယရနာဘုံချစ်ခဲ့ပါဒီကနေ့နားဆင်ရမယ်အပိုင်းနဲ့အနေနဲ့ကျွန်တော်ပြောပြသွားမယ့်အကြောင်းအရာတွေကတော့ဗတ်ရိုက်တယ်ဆိုတာနဲ့ပတ်သက်တာပဲဖြစ်ပါရခင်ဗျာ ဒီ podcast မှာတော့ကျွန်တော်ကထိုင်းနိုင်ငံကို နေဆက်အောင်လန်းနေပြီးတော့ပဲလာလာခိုးပဲဝင်လာဝင်လာလင်းရင်နဲ့ပဲလာလာဘလို့ပဲလာလာ ထိုင်းနိုင်ငံမှာကြာကြာနေရအောင်ပဲဖြစ်ဖြစ် ထိုင်းနိုင်ငံအတွင်းမှာတရားဝင်အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်ဘယ်ရိုက်တယ်ဆိုပြီးတော့အလွဲတကူပြောကြတဲ့ကိစ္စကို တည်တည်ချာချာဂဂနနာနားလေအောင်တဆင်ချင်းစီပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာပုံမှန်အဖြစ်ကျွန်တော်တို့ထိုင်းကို အလုံးလုံးဖို့လာရဲဆိုရင်လေဟာဘက်ရိုက်ပြီးပြီလားဘက်ရပြီလားလို့မေးတတ်ကြတယ်ဒါမှမဟုတ်ဖဲနဲ့အဲဒီတိုင်းပဲနေဖို့လာရဲဆိုလို့ရှိရင်လေတခြားဗီဇာတွေ test ပေါ့နော်ဘက်ရိုက်လိုက်ပါလားဘက်ရိုက်ပြီးနေပါလားလို့ပြောကြတယ်ဒါပေမဲ့အဲ့လိုပြောလို့ရှိရင်ဘတ်ဆိုတာဘာလဲ တန်းအောင်ကတ်ကိုပြောတာလားဘာလောက်တာလဲဘာဘာဘတ်ဆိုတာဘာလဲဆိုတာကိုတိတိကျကျမသိကြအောင်ဆိုတော့ဒီနေ့မှာကျွန်တော်ကတိတိကျကျနားလည်အောင်တဆင့်ချင်းစီပြောပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ podcast စုံနေသည့်နားဆင်ကြည့်ပါခင်ဗျာဆိုတော့စလိုက်ရအောင်ဗျာ တ်ရိုက်တယ်ဆိုတော့ပါလေဘတ်ရဲ့ပန်းရောင်ကတ်ရဲ့ဘာကွာလဲအတူတူပဲလားဒါမှမဟုတ်ဘတ်ဆိုတာပန်းရောင်ကတ်ဖင့်ခတ်ကိုပဲပြောရလားတကယ်တော့ဘတ်ရဲ့ပန်းရောင်ကတ်ရဲ့ဆိုတာမတူပါဘူးဘတ်ဆိုတာထိုင်းနိုင်ငံမှာရွှေပြောင်းအလုတ်သမားတွေအထွတ်အလုတ်လုတ်ခွင့်ပါမစ်ကို ပြောတာပါ ထိုင်းလို့တော့ဘိုင်အနုရထံငံလို့ခေါ်ပါတယ် အကြောင်းမျိုးမျိုးနဲ့ထိုင်းကိုရောက်လာပြီးတော့မြန်မာနိုင်ငံကိုမပြန်ပြစ်တော့ဘူးတခြားဗီဇာပုံစံအနေနဲ့လည်းနေဖို့ရာအဆင်မပြေဘူးပေါ့ဒါပေမဲ့ထိုင်းမှာပဲခက်ကြကြခိုလုံဖို့လိုတယ်နေလိုက်တော့မယ်ဆိုရင်ပေါ့ဘတ်တနည်းအားဖြင့်အလုပ်လုပ်ခွင့်ပါမစ်ကိုရှောက်ထားဖို့လိုအပ်တယ်သူကထိုင်းနိုင်ငံကဖွင့်ပေးတဲ့အချိန်မှသာရှောက်လို့ရတာဖြစ်တယ်ဖွင့်ပေးတဲ့အချိန်ကလည်းတစ်နှစ်တစ်မျိုးဆိုတော့ပြောရတော့ ခတ်တယ်ဟာအော်ဒီနှစ်2025ခုနှစ်အတွက်ဆိုရင်မနှစ်က2024ဒီဇင်ဘာမှာ ရှောက်ဖို့ဖွင့်ပေးတယ်ဒီဘက်လျှောက်တဲ့နေရာမှာ ကိုယ်တိုင်ရှောက်လို့ရလားဆိုရင်တော့ကိုယ်တိုင်တော့ရှောက်လို့อ่ะအဆင်မပြေဘူးပြောရရင်တော့နည်းနည်းတော့ရည်ရတယ်ဘာလို့လဲဆိုတော့တရားဝင် လုပ်နေကြတဲ့ တရားမဝင်ကိစ္စလို့ဖြစ်နေလို့ရွှေပြောင်းအလုတ်သမားအနေနဲ့ရောက်လာတယ်ပြီးတော့ကြုံရအလုတ်တစ်ခုဝင်လုတ်တယ်အလုတ်ရသွားတယ်အဲ့ဒီအတွက်အလုတ်ကို တရားဝင်လုတ်ဖို့အတွက်ပါမစ်ပေးတာဖြစ်တယ်အဲ့ဒီပါမစ်ကိုဘတ်လို့ခေါ်တာဒါပေမဲ့အခုကအကြောင်းတစ်ခုခုနဲ့ရောက်လာပြီးတော့နေဖို့ကအဓိကအ အလုတ်လေတကယ်မလုတ်ကြပဲနဲ့ဘက်ရိုက်တာဆိုတော့ဗျာအဲ့တော့အလုတ်လုံနေရလဲမဟုတ်တော့အလုတ်ပေးအလုတ်ရှင်ဆိုတာလည်းမရှိဘူးအဲ့အဲ့ဒီတော့ကိုယ်တိုင်ရှောက်ဖို့ကတော့တော်တော်ကိုမဖြစ်နိုင်ဘူးထုံးစံအတိုင်းပွဲစားအဲ့ရမှာပေါ့နော် ပွဲစားအပ်တဲ့နေရာမှာလည်းယုံကြည်စိတ်ချရတဲ့ပွဲစားနဲ့အလုပ်လုပ်ဖို့အရေးကြီးတယ်။ပုံမှန်အားဖြင့်တော့ပွဲစားခါခ ဘက်၈000ကနေ1000ဒီပေးရတတ်တယ်။နည်းနည်းတော့ရရတယ်။အလုတ်လုတ်ဖို့လာတာကိုကျွန်တော်တို့ကအလုတ်ရှင်ကိုပြန်ငှားရသေးတာ။အလုတ်ရှင်နာမည်ကိုယူသုံးဖို့ပတ်စံပေးရတာဖြစ်တယ်။အဲ့ဒါကိုဒီကပွဲစားတွေနဲ့မြန်မာတိုင်းဝိုင်းမှာတော့တထေးငှားတယ်ဆိုပြီးတော့ပြောကြတယ်။အဲ့ဒီမှာ ပွဲစားကသူတို့ဆက်ဆက်ရဆက်ဆက်ရတထေးနာမည်နဲ့ပေါ့နော်ဒီအလုတ်လုတ်ခွင့် permit ရှောက်ပေးလိုက်တယ်တနည်းအားဖြင့် bad ပေါ့အဲမှာ name list ကျလာပြီဆိုလို့ရှိရင်တော့အဲအဲ့ဒီတက်ဆိုင်ရာရုံးကိုတွားပြီးတော့လက်ပွေနှိပ်ရမယ်သွေးစစ်ရမယ်အဲအဲ့လိုမျိုးတွေလုပ်ပြီးသွားပြီဆိုရင်တော့အလုတ်လုတ်ခွင့် permit တနည်းအားဖြင့် bad လို့ခေါ်တဲ့စာရွက်စာတမ်းတွေရလာတယ် smuggle လို့ဟာတော့ချက်ချင်းမရဘူး အကြောင်းတစ်ခုခုကြောင့်သာထိုင်းကိုရောက်လာရတာပြီးတော့ passport လည်းရှိတယ်အဲ့ဒီ passport ကတက်တန်းလည်းမကုန်သေးဘူးဆိုရင်တော့အဲ့ဒီ passport မှာ visa တုံးတန်းထုတ်ပြီးတော့တရားဝင်နေလို့ရပြီပေါ့နော်တကယ်လို့ပေါ့အဲ့လိုမှမဟုတ်ဖဲနဲ့ဘာအထောက်ထားမှလည်းမပါပဲနဲ့ဒီနေဆက်အောက်လန်းနေဝင်လာတယ်ဆိုလို့ရှိရင်တော့ တန်းအောင်ကတ်ထက်လျှောက်ဖို့လိုတယ်ပြီးရင် CI လို့ခေါ်တယ် Certificate of Identification စာအုပ်အစိမ်းအောင်လေးထပ်ပြီးတော့လုပ်ဖို့လိုတယ်ရလာပြီဆိုရင်တော့အဲ့ဒီစာအုပ်အစိမ်းမှာ Visa တုံးထုတ်ပြီးတော့တရားဝင်နေထိုင်ခွင့်ရှိပြီးအလုပ်လုပ်ခွင့်ရှိပြီဒါပေမဲ့အဲ့ဒီအဲ့လိုမျိုး CI လောက်တာပါညာတွေကတော်တော်တော့ကြာတယ်ပြီးတော့အရေးကြီးတာအဲ့ဒီခုနရထားတဲ့ဘတ်စာရွက်စာတမ်းတွေရဲ့တက်တမ်းပေါ့ ဘက်တက်တန်းကတစ်နှစ်တစ်ခါတက်တန်းတိုးသွားဖို့လိုတယ်တကယ်လို့ထိုင်းမှာနေရယုံတီးတဲ့ဘက်ရိုက်ထားတဲ့လူအတွက်ဆိုရင်တော့တကယ်လုံးလုံးနေရလဲမဟုတ်တဲ့အတွက်ကြောင့်မလို့အလုရှင်စီကနေပြီးတော့ပေးတယ်ဘက်တက်တန်းတိုးဖို့လိုအပ်တဲ့စာရွက်စာတမ်းဆိုတာလည်းမရှိနိုင်ဘူးအဲ့ဒီတော့ဘက်တက်တန်းတိုးဖို့အတွက်လဲပွဲစားကလိုပြန်ရော အော်တကယ်အလုံးလုံးနေတဲ့လူတွေအတွက်ပေါ့နော်အထူးသဖြင့်မြမာတွေဈာမှာပြောများတဲ့ကော်ဆန်းပဲဖြစ်ဖြစ်တခြားစက်ယုံတွေမှာလုံနေတာပဲဖြစ်ဖြစ်ပေါ့ဗျာအဲ့ဒီလိုတကယ်အလုံးလုံးနေတဲ့ဆိုရင်တော့ဘက်တတန်တိုးတာကတိတ်ပြီးတော့စိတ်ပူစရာမလိုဘူးကျွန်တော်တို့ရွှေမြမာတွေခေါ်တဲ့ဝနလို့ခေါ်တဲ့ထိုင်းအလုတ်သမားခေါင်းဆောင်ကနေပြီးတော့လိုက်ပြီးတော့လှုပ်ပေးလေးရှိတယ် အချို့ထိုင်းဝနာတွေဆိုရင်မြန်မာလိုတော်မှပြောတတ်ကြတယ်တန်စီတန်စီဆိုပြီးတော့တန်စီဆိုတဲ့မြန်မာစကားကိုအော်မပီတပီ ပြောတာတော်မှတွေ့ဘူးတယ်ဆိုတော့ဘတ်ဆိုတာအလုပ်လုပ်ခွင့် permit တနည်းအားဖြင့် work permit ကို ပြောတာဆိုတာတိလောက်ပြီလို့ထင်ပါတယ် ဘတ်ဆိုတာဘာလဲဆိုတာပြောပြပြီးသွားပြီဆိုတော့ဒုတိယပိုင်းအနေနဲ့ပန်းရောင်ကတ်ဒါမှမဟုတ် pink card ဒါမှမဟုတ် non tie id ကတ်အကြောင်းဆက်ပြောပြခြင်းပါတယ်ဆိုတော့ပန်းရောင်ကတ်ကဘာလဲဘာအတွက်လိုအပ်လဲဘလို့ရှောက်ရတာလဲဆိုတာ၄ကိုဆက်ပြီးတော့ပြောပြပါမယ်ခင်ဗျာပန်းရောင်ကတ်ဆိုတာ ထိုင်းနိုင်ငံသားမဟုတ်တဲ့လူတွေကိုပေးတဲ့ ID card ကိုပြောတာဖြစ်ပါတယ်။မြန်မာမှာဆိုရင်တော့နိုင်ငံခြားသားမှတ်ပုံတင်လို့ပြောတာထင်တယ်ဗျ။ဘတ်ရပြီ passport ရှိတယ် passport နဲ့နေမဲ့သူဆိုရင်တော့ကိစ္စမရှိပင်မဲ့အထောက်အထားဘာမှမရှိတဲ့လူတွေဆိုရင်တော့ပန်းရောင်ကတ်ဟာအရေးကြီးပါတယ်။တကယ်လည်းအသုံးဝင်တယ်။ပန်းရောင်ကတ်ရှိရင် ကိုယ်ပိုင်ဘန်အကောင့်ဖွင့်လို့ရတယ်ရမောင်းလိုင်စင်ရှောက်လို့ရတယ်ပြီးရင်လူမှုခိုလုံခွင့်နဲ့သက်ဆိုင်ရာနယ်မြေစေးုံတွေမှာစေးအလကကုသခွင့်ရတယ်ပြီးတော့ဒီပန်းရောင်ကတ်ကို တချို့ရုံးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့နေရာတွေမှာဆိုလို့ရှိရင်အသုံးပြုလို့ရတယ်အော်စိုက်ကယ်ဝယ်တာတို့ဖုန်းဝယ်တာတို့ဆိုရင် ပန်းအောင်ကတ်ရှိရင် အရေးကြစနစ်နဲ့ဝယ်လို့ရနိုင်တယ်။ဘယ်သူတွေရှောက်လို့ရလဲဆိုရင်တော့ပထမပိုင်းမှာ ကျွန်တော်ပြောထားပြီးသားဖြစ်တဲ့ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှာမှတ်ပုံထင်ထားကြတဲ့ဗတ်ရထားတဲ့လူတွေရှောက်လို့ရပါတယ်ဗျ။လိုအပ်တဲ့စာရစာတမ်းတွေကတော့ ဲ့ဒီကိုရထားတဲ့ဘတ်ရယ်အလုံးရှင်ကပေးတဲ့စာရွက်စာတမ်းအချို့ရယ်ပဲလိုအပ်ပါတယ်အော်ဒီနေရာမှာကိုဘတ်ရိုက်တုံးကအက်တဲ့ပွဲစားတချို့ဆိုရင်တကယ်ကောင်းတယ်လို့ပြောရမယ်ဘတ်ရိုက်ကလေးကနေစပြီးတော့မှပန်းအောင်ကတ်ရတဲ့အထီးပါ တခါတည်းလှုပ်ပေးကြတာလည်းရှိတယ်ဒီပန်းအောင်ကတ်ရဲ့တက်တန်းကို မြမအတိုင်းဝိုင်းမှာ၁၀နှစ်ရတယ်လို့ပြောကြပါမယ်။တကယ်တမ်းပြောရရင်ပန်းအောင်ကတ်ရှိုံနဲ့တော့၁၀နှစ်နေလို့မရပါဘူး။သူ့ရဲ့တက်တန်းကဘတ်တက်တန်းနဲ့ချိတ်ထားတာမို့လို့ဘတ်တက်တန်းကုံတာနဲ့သူလည်းအလိုလိုတက်တန်းကုံသွားတယ်။ဆိုတော့ဘတ်တက်တန်းရှိနေဖို့အရေးကြီးတယ်။ဒီလိုဆိုလို့ရှိရင်တော့ဘတ်နဲ့ပန်းအောင်ကတ်နဲ့

ဘာအထောက်ထားမှမရှိပဲနဲ့ခိုးဝင်လာတဲ့လူပေါ့ sorry ပါ နားလေလွယ်အောင်တုံးလိုက်ရတဲ့ဇကားမို့နားထောင်အခက်ပြီးတော့တမျိုးဖြစ်သွားရင်တော့ကြိုတင်တောင်းပန်ပါတယ်အဲ့လိုလူတွေအတွက်ကတော့ဘက်ရဲ့ပန်းရောင်ကဲ့ရဲ့ပဲရှိနေုံနဲ့အဆင်မပြေသေးဘူးအဲ့ဒီနှစ်ခုပဲရှိတယ်ဆိုလို့ရှိရင်သက်ဆိုင်ရာနယ်မြေထက်ကြော်ပြီးတော့တွားလို့မရဘူးအလုတ်လိမ့်စာရဲ့ ဗက်ရိုက်တုံးကပေးထားတဲ့နေရက်လိပ်စာတဝိုက်လောက်ရေဟိုပဲသွာလာခွင့်ပြုတ်တယ်ပေါ့နော်နေကြော်သွားလို့မရဘူးနေကြော်သွားခွင့်မပြုတ်ထားဘူးအဲ့ဒီတော့ထိုင်းနိုင်ငံအတွင်းမှာလွတ်လွတ်လပ်လပ်သွားဖို့ဆိုလို့ရှိရင် CI လို့ခေါ်တဲ့အစိမ်းအောင်စာအုပ်လို့ရတတိယပိုင်းအနေနဲ့ Certificate of Identification CIN စာအုပ်အကြောင်းကို ကျွန်တော်ဆက်ပြောပြသွားပါမယ်။ဘတ်နဲ့ပန်းအောင်ကတ်ရှိရဆိုရင် CIN လို့ခေါ်တဲ့အစိအောင်စာအုပ်လျှောက်လို့ရပါပြီ။ကျွန်တော်တီးတဲ့လောက်မနှစ်က2024 February လအထိထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေကို CIN စာအုပ်ထုတ်ပေးတဲ့ရုံး6ရုံးရှိတယ်။နေရာဒေသအသီးသီးမှာပေါ့နော်။ Bangkok, Chiang Mai, အဲ စမူစာခုံစမူပရာကံချုံဘူရီရနောင်းဖူခအဲ့ဒီစီအိုင်စာဟုတ်ကအထူးသဖြင့်တော့မှတ်ပုံနေတို့ ပုံစံ30လို့ခေါ်တဲ့အိမ်တော်စုဇယင်းမရှိတဲ့မြန်မာနိုင်ငံသားတွေအတွက်ရည်ရွယ်ပြီးတော့လုပ်ပေးတာတကယ်လို့ဒါမှတ်ပုံတင်တို့ ပုံစံ30လို့ခေါ်တဲ့အိမ်အောင်စုဇယင်းတို့ရှိတယ်လို့ဆိုရင်မြန်မာနိုင်ငံသားလို့အတီးပြုတ်နိုင်ရင်မြန်မာတန်ယုံက PJ passport ကို ထုတ်ပေးမယ်လို့ပြောတယ်။ဒီရဲ့အတိုင်းပဲမြန်မာတန်ယုံဆိုတာပွဲစားတသိန်း6000တန်းပဲကိစ္စမှမဖြစ်ပြဘူး။อืมထားပါတော့ပြောတာပြောတာတကယ်တကယ်တမ်းမှတ်ပုံနေတော့အိမ်အောင်စုဇယင်းတို့မရှိရင် ်စီရင်စာအုပ်လည်းထုတ်မပေးဘူးကျွန်တော်တို့ဘဝတွေနော်ဆက်ပြောရရင်ဘန်းရထားတဲ့လူတော်တော်များများကတကယ်တမ်းမှာစီရင်စာအုပ်ကိုပဲရှောက်ကြရတယ်ကို့မှာမှတ်ပုံတင်လည်းရှိတယ်အိမ်တောင်စရာလည်းရှိတယ် PJ passport တန်းလုပ်လို့မရအောင်လုပ်ပေးမယ်သာပြောတာတကယ်တမ်းမရအောင်တန်ရုံးကမလုပ်ပေးဘူးအဲ့တော့ စီအိုင်စာအုပ်ပဲရှောက်ကြရတယ်။စီအိုင်စာအုပ်ရှောက်ဖို့အတွက်သက်ဆိုင်ရာနယ်မြေရုံးမှာသွားရှောက်ရတယ်။တရဝင်ကတော့စီအိုင်စာအုပ်ဖိုးကဖက်300ပဲ။ရှောက်ဖို့လိုအပ်တာတွေကတော့ခုနကပြောတဲ့ဘတ်လိုမယ်၊မှတ်ပုံတင်အင်တာစီရင်လိုမယ်။ဒါပေမဲ့ဝမ်းနေစရာကောင်းတာကမြန်မာနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ်တိုင်လုပ်ရင်ဘာမှအဆင်မပြေဘူးအဲ့တော့ပွဲစားနဲ့လုပ်ရမယ်ပွဲစားမပါပဲကိုယ်တိုင်လုပ်ရင်ရလားဆိုတော့ရနိုင်တယ်ဒါပေမဲ့ငွေပိုကုန်တယ်အချိန်လည်းပိုကြတယ်ပွဲစားနဲ့ပဲအဆင်ပြေတယ် CI ကလည်း CI စာအုပ်ရလာပြီဆိုရင်တော့ကိုရထားတဲ့ဘတ်နဲ့အဲ့ဒီ CI စာအုပ်မှာ visa တုံးထုတ်ပြီးတော့ထိုင်းနိုင်ငံအတွင်းလွတ်လွတ်လပ်လပ် သွားလို့ရပါပြီ F visa တုံးထူတဲ့အထိပွဲစားဟာလုပ်ပေးတယ်တရဝင်စာအုပ်ဖိုးဟာ300 visa တုံးထူကက900ဆိုပေမဲ့ပွဲစားခကတော့9000ကနေပြီးတော့8000ထိကျနိုင်တယ်အဲအဲ့ဒီ CI စာအုပ်ရှိရင်တော့မြန်မာနိုင်ငံကိုပြန်တဲ့ခါမှာလေလေရင်နဲ့ တရားဝင်ပြန်ခြင်းလဲရတယ်2024ခုနှစ်ဇူလိုင်လတုန်းကထိုင်းအစိုးရကအဲ့ဒီ CI စာအုပ်ထုတ်ပေးတဲ့ယုံတွေကိုပိတ်ဖို့လုပ်သေးတယ်။ကောင်းတဲ့စေတနာနဲ့ပါ။ဘာလို့လဲဆိုတော့အလုသမားတွေက CI စာအုပ်လုပ်ရတယ်။နောက်တော့ဘာမထူးလေ။ PJ passport ထပ်လုပ်ရတယ်။အဲ့တော့ငွေနှစ်ဆကုန်တယ်။ နှစ်ခါကုန်တာပေါ့နော်အဲ့ဒါကိုငွေတက်တအောင်လို့ထိုင်းဆိုရက PJ passport တခါတည်းလုတ်ပေးစေချင်တာဒါပေမဲ့တည့်ရတိုင်းပဲမြန်မာတန်ယုံကမလုတ်ပေးပါဘူးအဲ့လောက်မလွယ်ဘူးမြန်မာနိုင်ငံသားစစ်စစ်ဖြစ်ဖို့ကအဲ့လောက်မလွယ်ဘူးပြောရရင်မြန်မာနိုင်ငံမှာမြန်မာမိဘအမွေပြီးတော့မြန်မာစကား ြောရဲကျွန်တော်တောင်လဝကခေါ်ရစ်တာခံရသေးတယ်တကယ်စိတ်လေစရာအဲ CI စာအုပ်ရပြီဗီဇာတုံးထုတ်ပြီးပြီဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံအတွင်းမှာ လွတ်လပ်စွာသွားလာလို့ရပြီဟုတ်ကဲ့ပါ အော်အကြောင်းကြောင်းကြောင့်ထိုင်းနိုင်ငံမှာလာရောက်ပြီးတော့နေထိုင်ရတာပဲဖြစ်ဖြစ်မိသားစုအတွက်အလုလာလုပ်ရတဲ့ရွှေပြောင်းလုပ်သမားပဲဖြစ်ဖြစ်ပါထိုင်းနိုင်ငံမှာကျွန်တော်တို့နေဖို့ပြောလေပြောထားရှိကြတဲ့ဘက်ရိုက်တယ် name list ကြတယ်ပိုင်အောင်ကတ်လုပ်တယ်အဲ့ဒါတွေကိုပွဲစားအထားလိုက်ပြီးလို့ပြောတာထက်စားလို့ရှိရင်ကျွန်တော် podcast ကိုနားထောင်ပြီးတော့ကိုယ်တိုင်ကိုကြခခနနနားလေသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်အခုကျွန်တော်ပြောပြသွားတဲ့သတင်းအချက်အလက်တွေကနေတဆင့်လိုအပ်တဲ့စာရွက်စာတမ်းတွေကိုလည်းနားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ pocket တလျှောက်ကျွန်တော်ပြောပြသွားတဲ့အကြောင်းအရာတွေဟာနားဆင်သူအတွက်အကူအညီဖြစ်တဲ့တီးတင်တီးထိုက်တာတွေကိုသိသွားစေတယ်ဆိုလို့ရှိရင်တော့ကျွန်တော် channel ကို like and share လေးလုပ်သွားဖို့လည်းမမေ့ပါနဲ့ခင်ဗျာ ီနေ့အတွက်တော့ဒီလောက်ပါပဲခင်ဗျာထိုင်းနိုင်ငံမှာဘဝစိတ်ပိုင်းများ series podcast ကိုအဆုံးအထိစိတ်ဝင်တစားနားဆင်ပြီးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ ကိုစိတ်နှလုံးစမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ကျွန်တော်ယရနာပုံချစ်ခဲ့ပါခေါပုန်ခါ